လုံးမမင်္ဂလာပါခင်ဗျာ90 gate ဆော့ကစနေကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ဘီဘောအိုရိုကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်တနအိခွဲမှာဖြစ်ပါတယ်ပြမကြော့မှာမန်ချက်စတာယူနိုက်တက်ဒီအဝေးခွဲမှာ0-3ဆိုပြီးတော့နိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ဂျေးဒီအင်ဂျင်ဘီဘောအသင်းကနေဘော်ရီဂျေးတရေနှုတ်60နဲ့ကိုပေါင်းဂျေးကနှစ်အနှုတ်30ဆိုပြီးတော့ဖွင့်ခဲ့တာဖြစ်ပါတယ်ပြမကြော့ဒီဘော်ရီအောက်အောင်ခဲ့ပါတယ်ကိုပေါင်းအပေါ်အောင်ခဲ့ပါတယ် စပိန်သင်းနေနဲ့တွေ့ရင်အမြင်ခက်ခဲတတ်တဲ့ United ဟာဒီတစ်ချိန်မှာတော့ကောင်းကောင်းကြီးကိုကြော်ဖြတ်ပြနိုင်ခဲ့တယ်ဗျပထမကြောအနိုင်ပြတ်သားခဲ့တာဒီအနီကတ်ကြောင့်ပယ်နယ်တီကြောင့်လို့ကျွန်တော်တို့ပြောရင်ပြောလို့ရပေမဲ့အဲ့ဒီမတန်ငယ်ကလေးက Manchester United ကဥဆောင်ကိုရခဲ့ပြီးဖြစ်နေတာကိုမမိတ်စေချင်ဘူးသူတို့ရဲ့ဒီတစ်ခုတည်းသောဥရောပဝင်ခွင့်ကိုဆောင်လုံတဲ့စိတ်ကဂျန်နဲ့၃သင်းပေါ့ဒီ Bilbao Tottenham Hotspur Bodo Glimt အဲ့ဒီအသင်းတွေအလုံးထက်တာ တတိယကြပြောရရင်မန်ချက်စတာယူနိုက်တက်ဒီယူရိုပါလိချန်ပီယံဖြစ်ရေးဆိုတာတက်ပိုတဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကိုအဓိကဥတည်ခဲ့လို့ဒီနေသားတိရောက်လာသူတို့ရဲ့ခေါင်းထဲမှာရှိနေတာကချန်ပီယံဖြစ်ဖို့မဟုတ်ဘဲနဲ့အဲ့ဒီတက်ပိုခဲ့တာကြောင့်ပထမအကြော့မှာသူတို့အသာခဲ့တာပဲဘယ်သူထင်မှလဲဗျာမန်ချက်စတာယူနိုက်တက်ပြည်သက်တွေကလွန်ရင်ဘယ်သူကထင်မှလဲဘီဘာဘူကွဲမှာဘီဘာဘူကို0-3နဲ့နိုင်ပဲလို့ကျွန်တော်လည်းမထင်ခဲ့ပါဘူး ဆိုတော့ပထမအကြော့နိုင်ပွဲအတွက်တော့ Manchester United အသင်းသားတွေရော Manchester United fan တွေရောဒီပြအမော်ရင်ဟောက်ကိုဂုဏ်ပြုပါတယ်ဗျဒီသင်းကိုကြည့်ရင်ဒီပြိုင်ပွဲမှာတပွဲမှတရာစီမဆုံးခဲ့ဘူးသေးဘူးဗျ Leeds မှာ20ကို1-1တရေကစားတယ် PSG သင်းကို2-0နဲ့နိုင်တယ် Brooklyn ကို3-2နဲ့နိုင်တယ် Rangers ကို2-1ဆိုပြီးတော့3ပွဲနိုင်တယ်တပွဲတရေကြအဲ့ဒီလစ်စ်လေးဘွဲမှာတဘွဲကလင်းချိရပြီးတော့၃ဘွဲဂိုးပေးခဲ့ရပါ ချုပ်တွဲစစ်မှာကြတော့အိမ်ပွဲမှာဆွန်စစ်တပ်ကို forward နဲ့နိုင်တယ်ကွာတာမှာ lion အသင်းကိုပွဲကစားချိန်တွင်နှစ်ကိုးစီတည်ရကစားတယ်အစိပုံမှာ fight four ဆိုပြီးတော့သူတို့နိုင်ဆိုတော့ Manchester United တီ Europa League အိမ်ပွဲမှာစွပုံရှောက်ပွဲကစားပြရမှာငါးပွဲဂိုးပေးခဲ့ရတယ်ပွဲတိုင်းဂိုးတွေရခဲ့တယ် Europa League မှာတွေ့မြင်နေရတဲ့ Manchester United က Premier League က Manchester United နဲ့တော့အများကြီးကွာတယ်ဗျ Manchester United တကယ်အစစ်ကို Europa League မှာမြင်နေရတယ် ။မိနစ်60အတွင်းမှာကစားပုံမကောင်းဘူးဆိုရင်တော့ပွဲပြီးကနေလေဂိုးတွေပိုဆာလောင်တဲ့မန်ချက်စတာယူနိုက်တက်ကိုယူရိုပါလိမှာပို့ပြီးတော့မြင်ရတယ်။စုပေါင်း16ခုရခဲ့ရမှာပထမပိုင်းအတွင်းဂိုးဟာ9ဂိုးပဲရှိပြီးတော့ဒုတိယပိုင်းအတွင်းဂိုးနောက်ကျအချိန်ပေါ်မှာတွင်ကိုအဲ့ဒီဂိုးဟာစုပေါင်း12ဂိုးအထိတောင်ရှိပါတယ်။ဒေချက်ကိုကြည့်ရင်မန်ယူခါဒီပြိုင်ပွဲကိုဘယ်လိုသဘောထားနေလဲဆိုတော့ပေါ်လွင်နေဗျ။နောက်တစ်ခုက ရှုံးထွက်ကဆက်ပြီးတော့ Manchester United ဒီကန်တရားရဲ့မျက်နှာသာပင်မှုကိုတိတိတတ်တတ်ရလာဒါကလည်းကျွန်တော်တို့ညင်းလို့မရတဲ့အချက် Sociedad နဲ့ပွဲမှာဆိုရင် penalty နှလုံးတောင်ရတယ်ပွဲကစားချိန်63မိနစ်ကဆက်ပြီးတော့ပွဲပြီးတဲ့အထိနိုင်ဝက်ကျော်ကြအောင်တယောက်အသာနဲ့သူတို့ကစားခဲ့ရတယ် Lyon နဲ့အင်ကွင်းပွဲမှာလည်းအရေးပါတဲ့ penalty တစ်လုံးအရေးပါတဲ့အချိန်မှာရတယ်ပြီးတော့အချိန်မှမိနစ်120မှာအဲ့ဒီနိုင်ဝက်လုံးလုံးကိုတယောက်အသာနဲ့ယူနိုက်တက်တီကစားခဲ့ရတယ် တခါဒီ semi final ပထမအကြော့ဘေဘာကိုကွဲမှလည်းအနီကတက်ကတ် penalty တလုံးလက်ဆောင်ရခဲ့တယ်ကန်တရားစီကလက်ဆောင်ရခဲ့တယ်ဒါတွေကကွင်းထဲမှာကစားရည်နဲ့ဖြစ်ပျက်သွားခဲ့တာပဲ Manchester United လုတ်ခဲ့တာလည်းမဟုတ်ဘူးသူတို့ရဲ့ပါနတ်မှုသူတို့ရဲ့ကန်တရားကြောင့်အလိုလိုဖြစ်လာတာပဲဒီတစ်ချက်ကိုကျွန်တော်တို့ထက်တွေ့ရမယ်ဒီအသင်းဒီကန်တရားမျက်နှာသာပေးမှုနောက်ပိုင်းမှာတော်တော်လေးရလာတယ်ဒီ semi final ရောက်တဲ့၄သင်းမှာကျန်တဲ့၃သင်းတက်တိတိတတ်တာအားတာတယ်နောက်ထပ်အားတာချက်တစ်ခုက နောက်ကျ5တွေဗျယူနိုက်တက်ကနောက်ကျ5တွေအမြဲတွင်းလေးရှိတယ်ယူရိုပါလိမှာအဲ့ဒီတစ်ချက်ကလည်းကျွန်내အသင်းတွေတပိုးအားတာတယ်အဲ့ဒီတစ်ချက်ကြောင့်ပဲငါတို့ဒီတဘိုးတန်ရှုံးနေရင်တောင်အချိန်ပေါ်မှာ5ရောက်မှာပဲဆိုတဲ့စိတ်ဒီအသင်းမှာဂိမ်းအောင်နေတတ်တယ်ပြီးတော့ဒီပွဲမှာမန်ချက်စတာယူနိုက်တက်အတွက်နောက်ကျ5တွေအမြဲတွင်းပေးတတ်တဲ့အာမက်ဒီယလိုပြန်ပါလာမယ်ဒီလိုနဲ့ Brandfort နဲ့ပွဲမှာသူပြန်လာကြတဲ့ကနောက်ကျကိုတို့ကိုတွင်းပြီးတော့သူ့ရဲ့ signature ကိုသူကပြန်ပြီးပြခဲ့ဆိုတော့ဒီလိုပွဲမျိုးမှာဆိုတော့အရှိတာပေါ့ဗျာ ဒီပွဲအတွက် Manchester United တွေပထမအကြောင်းနဲ့ကွာသွားနိုင်တာဆိုလို့ Mazraoui ရဲ့နေရာတစ်ခုပဲရှိပါတယ်။ကျန်တဲ့နေရာတွေဒီလုံးဝအပြောင်းအလဲရှိမလာနိုင်ဘူး။ပိုပြီးတော့ပထမအကြောင်းတက်တောင်းတင်းတဲ့ Man U ကိုပဲကျွန်တော်တို့မြင်ရနိုင်တယ်။အဲ့တော့ဒီအသင်းကအသာချက်တွေပဲရှိတာလား။အားနည်းချက်ကိုမရှိဘူးလား။ရှိတာပေါ့။ Manchester United ရဲ့တခုတည်းသောအားနည်းချက်တွေဒီအသင်းကိုတောင်းဒီအဆင့်ကနေပြုတ်သွားစေနိုင်တယ်။ Manchester United ဒီကိုရဖို့အမြဲခက်ခက်ခဲခဲစူးစမ်းရပါမယ်။ ကိုပေးရဖို့အရန်လွယ်ကိုတဲ့အသင်အနိုင်ကိုလုံးဝထိမ့်ပြီးတော့မကစားတတ်တဲ့အသင်ပွဲကိုထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးကစားတဲ့နေရာမှာမန်ချက်စတာယူနိုက်တက်တီတော်တော်လေးညံ့ပါတယ်ဗျပထမကျော့လိုင်ယွန်ကွဲမှာသေကစားနိုင်ခဲ့တယ်ဒုတိယကျော့အင်ကွဲမှာပြန်ကစားရတယ်နှစ်ကိုအတာနဲ့ပွဲကိုဥဆောင်ထားနိုင်တဲ့အနေထားကနေနှစ်ကိုစီတရေဖြစ်သွားတယ်ပြီးတော့5 4ဆိုတဲ့အနေထားအထိကိုမြက်ဖြူဆိုင်အောင်လိုက်ပြီးကစားခဲ့ရတယ်အဲ့ဒီအချက်တီမန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကအားနည်းချက်ပဲ ဒီအသင်းရဲ့နိပြရောကစားသမားတွေရောဟာဘိုင်ကောင်ကြောက်ပြီးမလုတ်တတ်ပါဘူးဗျာပြန်ပြပြပါဦးအသင်းကိုကြည့်ရင်ဒီအသင်းကဖွင့်ပြီးကစားတော့မှကိုရမှာဗျာချန်ပီယံလိဂ်ရဲ့ယူရိုပါလိဂ်ရဲ့ဒီဆီမီဖိုင်နယ်ကစားကြတဲ့အသင်း၈သင်းထဲမှာဒုတိယကြောက်ကိုမျောလင့်ချက်မဲ့တဲ့လောက်အခြေအနေနဲ့ကစားရတာပြပါဦးတသင်းမှရှိတယ် ဘမကျော့မှာ BVN ရဲ့အနီကခပန်တတီနဲ့တွဲလိုက်တယ်ဆိုရင်အဝါလောက်ပဲဖြစ်သင့်ပေမဲ့အနီအထိလောက်ခဲ့တာကတော့ဒီအသင်းကိုရှိနေသွားစေတာဗျာတော်တော်လေးကိုဝေပါဖို့အတွက်ရက်ဆက်လွန်ခဲ့ပါတယ်ပြီးတော့အိမ်ဝဲမှာတကိုးတောင်ပြန်မရခဲ့တာကလည်းပို့ပြီးတော့ထိနာခဲ့တယ်ဘောလုံးမှာဘာမဆိုဖြစ်နိုင်တယ်ဆိုပေမဲ့အခုလိုအနေထားမျိုးမှာတော့မလွယ်ရရှမလွယ်ပဲဗျာဒီအသင်းဒီဒီပွဲမှာဖြောပြေးတက်တက်ကစားဖို့သာကျွန်တော်တာယူရိုပါလိမှာကစားထားတဲ့ဝေခွဲမှတ်တမ်းတွေကိုကြည့်တဲ့အခါရှင်နေသိပ်မကောင်းဘူးဗျာ ဘက်စတက်အသင်းကိုသူတို့ forward နဲ့ရှုံးတယ်ရိုမာကိုတကောစီတေးကစားတယ်လူရိုဂိုရက်စ်ကို1-2နဲ့နိုင်တယ်ဖီနာဗာစီအသင်းကို2-0နဲ့နိုင်ဆိုတော့ဒီအချိန်နေနဲ့ ultra four မှာအနိုင်ပြန်ရဖို့ဆိုတာမလွယ်ကူလှဖို့ဗျရှုံးထွက်မှာကြတော့လေလီစ်စ်မှာတွေ့ပြီးသားရိုမာကို2-1နဲ့တောင်သူတို့ထတ်ရှုံးတယ်ရိညာကိုအဝေးကင်းမှာဂိုးမရှိသေးကြအဲ့တော့ဘီဘာဝိုရဲ့ဒီဝေးဝေးမှတ်တမ်းတွေဒီ ultra four မှာ0-3နဲ့ပြန်ပြီးတော့အနိုင်ပြန်ရဖို့ဆိုတော့မလွယ်တော့တဲ့အဆက်လက်တွေကိုပဲကျွန်တော်တို့တွေ့ရတယ် ပထမပိုင်းမှာတိုက်စစ်ကကစားပုံထနေတယ်ဒုတိယပိုင်းမှာကျတော့ခံစက်ကဂိုးတွေပြန်ပေးရတယ်ခတ်စိတ်စိတ်ကိုပြန်ပေးရတယ်အဲ့တော့ Manchester United အသင်းရဲ့ဒုတိယပိုင်းကစားပုံနဲ့ဆိုမလွယ်ပါဘူးဗျပထမကျော့ခင်းကျင်းနဲ့ဘီဘာကိုကွာသွားနိုင်တာက BBN လွဲမယ်ပြီးတော့အဓိကကစားသမား2ဦး William ညီကို2ယောက်လုံးလွဲဖို့များတယ် Nico William Inaki William ဒီကွဲမှာမပါဖို့များတယ်သူတို့2ဦးလုံးဒီတန်ရန်ပြဿနာတွေရပြီးတော့ကြန့်ခိုင်မှုမပြည့်ဝဘူးဗျ အဲ့တော့ဘီဘာဟိုအသင်းဒီအိမ်ခွဲမှာကလာခရတဲ့ဘီဘာဟိုထက်ပိုပြီးအားနိုင်တဲ့ဘီဘာဟိုကိုအော်ထရာဖို့ကိုခေါ်လာဖို့များပါတယ်။ပြီးတော့လည်းဂျေးတွေကိုကြည့်တဲ့အခါအင်ရှင်မန်ချက်စတာယူနိုက်တက်အသင်းကနေနေ့လယ်မြန်မာစံတော်ချိန်တနာရီ32မိနစ်အချိန်မှာပေးထားတဲ့ဂျေးကတရေနှုတ်80နဲ့ဂိုးပေါင်းဂျေးကနှစ်အနှုတ်80ဆိုပြီးတော့ပေးထားတယ်။ဒီပွဲရဲ့စတဲ့ဂျေးတွေမှာမန်ယူအသင်းက1ပေါင်း85နဲ့ဂိုးပေါင်းဂျေးက3ပေါင်း80ဆိုပြီးပေးထားတာဗျ။နည်းနည်းလေးတော့ပြန်ကျလာတာကိုတွေ့ရတယ်။ အဲ့တော့မန်ယူနဲ့ပတ်သက်ရင်တခုပဲသတိထားရမှာကမန်ချက်စတာယူနိုက်တက်ဒီအောက်ကြီးနဲ့ဆိုဘော်ဒီလိုက်ကစားရရင်ကစားလို့ကောင်းပေမဲ့အခုလို့အပေါ်ကြီးနဲ့ကစားရရင်တော့မန်ယူဟာအောင်ခဲ့တယ်ဗျာဒါဟာဒီတရားဒီလုံးမှာမန်ချက်စတာယူနိုက်တက်ကျွန်တော်တို့ကိုတင်ပေးခဲ့တဲ့လက်ချာပဲတင်ပေးခဲ့တဲ့သင်ခန်းစာပဲ1:2 odds မှာတော့ Manchester United အနိုင်ကို64ပေးထားပါတယ်။ Bilbao အနိုင်ကို၄ဆပေးထားပါတယ်။တရီကို3.9ဆိုပြီးတော့ပေးထားပါတယ်။ထူးခြားတာက နှစ်ဖက်သွင်းကိုရှိမယ်လုံးဝတည်ရင်မကြဘူးဆိုတဲ့ကြေးကိုဖွင့်ပေးထားပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဒီပထမပိုင်းမှာတည်းက၉ရောက်မယ်။ပြီးပါအောင်၉ရောက်ခဲ့ရင်တော့ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ၉ရောက်မယ်ဆိုပြီးတော့ကြေးတွေဖွင့်ထားတယ်။ပြီးတော့ဒုတိယပိုင်းမှာနှစ်သင်းပေါင်းသွင်းကိုများမယ်ဆိုတဲ့အခြေအနေမျိုးကိုဖွင့်ထားပေးတယ်။ဆိုတော့ဒီပွဲရဲ့ဂိုးပေါင်းကြေးတီစတဲ့ကြေးနဲ့ရှင်လက်ရင်တိတိတသာကြလာတယ်ဆိုပေမဲ့ဒီပွဲမှာနှစ်သင်းပေါင်းသွင်းကို၃ဂိုးရောက်မယ်လို့ကျွန်တော်ယူဆထားပါတယ်။ ိုးအပေါ်တကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျာအစွန်ဒီလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ